မင်္ဂလာပါခင်ဗျာ SSK1 တက္ကသိုလ်ကျူဆွေးလိုက်ပါတယ်အခုကျွန်တော်ပြောမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ email account တွေ gmail account တွေမှာ Google Authenticator setup လုပ်တဲ့အကြောင်းလို့ပြောမှာဖြစ်ပါတယ် Google Authenticator ကိုဘာကြောင့် setup လုပ်တင်လဲဆိုတာကိုကျွန်တော်နည်းနည်းရှင်းပြပါမယ်အရေးကြီးတဲ့ email account တွေမှာ Google Authenticator setup လုပ်ခြင်းအားဖြင့် security ပိုပြီးထိုးမြင့်စေပါတယ်ပိုပြီး secure ဖြစ်ပါတယ်ကိုယ့်ရဲ့ gmail account ကိုဒီမှာကခိုးယူတာတော့ လိုလိုလို့မရပါဘူးဘာလို့လဲဆိုတော့ Google Authenticator နောက်တစ်ဆင့်တက်ခံထားလို့ပါနောက်တစ်ခုက Google Authenticator ဆိုလို့ရှိရင် offline internet မရှိရင်တော့ offline တုံးလို့ရပါတယ်နောက်ဆုံး check ကတော့အလွယ်တကူအခမ်းမဲ့တုံးလို့ရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်က Google Authenticator ကိုကျွန်တော်က set up လုပ်တယ်လို့ပြောတာပါ တခါတည်းကြာလို့ရှိရင်ကျွန်တော်တို့က two step verification ခံတဲ့အခါမှာဖုန်းတွေကိုအခုနောက်ပိုင်းမှာ Google ကနေပြီးတော့ဖုန်းတွေကို security code တွေချမဖြစ်တဲ့လူတွေအများအားတွေ့ကြုံရပါတယ်။အဲ့ဒီအခါမျိုးတွေမှာဆိုလို့ရှိရင်ဒီ Google Authenticator ကအရင်အသုံးဝင်ပါတယ်နော်။ Google Authenticator ကို set up လုပ်မယ်ဆိုလို့ရှိရင်ပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ကင်နေတဲ့ဖုန်းမှာကျွန်တော်တို့ကအရင်ဆုံး Google Authenticator application တွေကို download လုပ်အောင်မှာဖြစ်ပါတယ်။ကျွန်တော်ကတော့ Samsung ကင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် Play Store သွားပါမယ်။ authenticator လို့ search box မှာရိုက်လိုက်လို့ရှိလို့ရှိရင်ဒီလိုမျိုး star ပုံစံလေးနဲ့ Google authenticator လေးကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါလေးကျွန်တော်ယူလိုက်မယ်ပြီးလို့ရှိရင် install လေးကိုလုပ်လိုက်တာနဲ့ကျွန်တော်တို့ဖုန်းပေါ်မှာ install လုပ်တာဖြစ်သွားပါတယ်ဖြစ်ဒီလိုပုံစံလေးတွေ့ရပါလိမ့်မယ်ဒါဆိုလို့ရှိရင်ပထမဦးအဆင့်အနေနဲ့ Google authenticator ကိုကျွန်တော်တို့ရဲ့ဖုန်းပေါ်မှာ install လုပ်ပြီးသွားပါဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ Google authenticator setup လုပ်ခြင်းတဲ့ Gmail account ကိုဖွင့်ရမှာဖြစ်ပါတယ်ဖွင့်ပြီးလို့ရှိရင် ကြည်မေးကောင်ရဲ့ညာဘက်ကလေးမှာကျွန်တော်တို့ကြည်မေးအကောင်ရဲ့ icon လေးရှိပါတယ်အဲ့ icon လေးကို click လိုက်တာနဲ့ manage your google account ဆိုတာတွေ့မှာဖြစ်ပါတယ်အဲ့ဒီ manage your google account ကိုထပ်ပြီး click လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ security ဆိုတာလေးကိုထပ်ပြီးရွေးချယ်ရမှာဖြစ်ပါတယ် security လေးကိုရွေးချယ်လိုက်တာနဲ့ကျွန်တော်တို့ကတွေ့ရမှာလဲဆိုလို့ရှိရင် two step verification ဆိုတာတွေ့ပါလိမ့်မယ်ကျွန်တော်ရဲ့ email account က two step verification လေး off ရှင်းနေမှာ on ပေးရမှာဖြစ်ပါတယ်တချို့ two step verification on မိသားလူတွေဆိုလို့ရှိရင်အောက်ကိုဆက်သွားအောင်ဖြစ်ပါမယ်เนาะအခုကျွန်တော်ကအရင်ဆုံး two step verification လို့ click ပြီး online ပါမယ် online တဲ့အခါမှာဘာလေးတွေ့မလဲဆိုရင် turn on two step verification ဆိုတာလေးစတက်တွေ့ပါဖြစ်အဲ့လိုကျွန်တော် click လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေ့ပါလိမ့်မယ်ဒါဆိုရင်ကျွန်တော် done လေးကို click ပေးလိုက်ရောပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ two step verification on မိသားဖြစ်သွားပါပြီ on မိသားပြီဆိုတော့ねကျွန်တော်တို့ အောင်လားလေးကိုနည်းနည်းဆက်ဆင်းလိုက်မယ်ဆိုလို့ရှင် authenticator ဆိုတဲ့နေရာတွေ့မှာဖြစ်ပါတယ်အဲ့ဒါလေးကို click ပါမယ် setup authenticator ဆိုတာလေးထပ်တွေ့မယ်အဲ့ setup authenticator လေးကိုကျွန်တော်က click လိုက်တာနဲ့ barcode scan ဖို့နေရာလေးပေါ်လာပါလိမ့်မယ်ဒီ scan barcode scan ဖို့နေရာလေးကိုကျွန်တော်တို့ကကျွန်တော်တို့ဖုန်းမှာရှိတဲ့ apps လေးကိုဖွင့်လိုက်မယ်ခုနကကျွန်တော် star ပုံစံလေး Google Authenticator Apps လို့ဖွင့်လိုက်မယ်ဖွင့်လိုက်တာနဲ့ကျွန်တော်တို့ဖုန်းပေါ်မှာဒီလိုမျိုးလေးပုံစံပေါ်အောင်မှာပို့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အရင် Gmail account တော်တော်များများကို Authenticator လုပ်ထားတာပါအခုတကောင်ထပ်လုပ်မယ်ဆိုလို့ရှိရင်ဒီနေရာမှာ scan a QR code ဆိုတာလေးတွေ့ပါလိမ့်မယ် X scan QR code နှိပ်လိုက်တာနဲ့ဒီလိုမျိုးလေးကျွန်တော်တို့ဖုန်းမှာ scan ဖတ်ဖို့နေရာလေးပေါ်လာပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုသွားဖတ်မလဲဆိုရင်ခုန QR code ဖတ်တဲ့နေရာလေးသွားပြီးဖုန်းလေးနဲ့ဖတ်မှာဖြစ်ပါတယ်ဖတ်လိုက်တဲ့အခါမှာ six digit QR code ကြီးကျလာမှာဖြစ်ပါတယ် ဒီမှာလည်း next လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် six digit QR code လေးကြာလာပြီ QR code ထဲပေါ်နံနေရာလေးလည်းပေါ်လာပြီဆိုလို့ရှိရင်ခုနကနန်း6လောက်ဒီမှာရိုက်ထည့်လိုက်ရပါမယ်6 4 6လေးဆိုပြီးကျွန်တော် verify လေးကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်ရဲ့ Gmail account လေးอ่ะဆိုလို့ရှိရင် Google Authenticator setup လုပ်ပြီးသားဖြစ်သွားပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ security နေလည်းပို့ပြီးခိုင်မာပါမယ်ဒီမှာကကိုယ့်ရဲ့ account ကိုခိုးယူတာတွေလည်းလုပ်လို့မရဘူးဘာလို့လဲ two step verification အနေနဲ့ Google Authenticator ကိုခံထားလို့ဖြစ်ပါတယ်အဲ့ဒီ Authenticator ရဲ့ကုတ်တရားလဲအချိန်နဲ့အမျှပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှမှတ်ယူမရဒါကြောင့်မလို့ two step verification မှာ Google Authenticator လေးခံရအရန်ကို save ဖြစ်တယ်လို့ကျွန်တော်တိုက်တွန်းနေပါတယ်ကျွန်တော်ဗီဒီယိုလေးကအသုံးဝင်နေဆိုလို့ရှင် like and share နေနေလောက်ပြပါ see you in next video bye bye